အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ဂျွန်လ18ရက်နေ့ရညခင်းသတင်းတွေကိုတင်ဆက်ရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်ညချမ်းပါလို့နှုတ်ခွန်းဆက်တာပါပါခင်ဗျာအဲ့တော့ဒီကနေ့ညချမ်းမှာတော့မင်္ဂလာရှိတဲ့သတင်းကောင်းအနေနဲ့စတင်ကြပါတယ်ဒါကတော့ဖားကန့်မြို့နယ်ကတိုက်ပွဲမှာတော့အချမ်းမဆက်ရှုံးကောင်စီတပ်ဘက်ကဘုံဘူးဖြိုးစော်တပ်အပါဝင်ဆက်ရှုံးကောင်စီတပ်သား22ဦးသေဆုံးသွားတယ်လို့သိရပါပါတယ်အဲ့တော့နောက်ထပ်သတင်းကောင်းတစ်ခုကတော့ရန်ကုန်ပြည်လမ်းကတိုက်ပွဲမှာလဲတရားရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက် ဒုဗိုလ်မူကြီးဇော်မျိုးဝင်းနဲ့စစ်အင်ဂျင်နီယာဘုံမူတဦးတို့တည်ဆုံးခဲ့တယ်လို့သိရပါတယ်။နာမည်တွေရာထူးတွေအတိအကျနဲ့တကွသတင်းသိရတာဖြစ်ပါတယ်။အဲ့တော့အုပ်ဘုံမျိုးနဲ့မှာတော့စစ်မှုထမ်းအကျုံးဝင်သူတွေကိုအိမ်နဲ့ထိဝင်ဖမ်းနေပြီလို့လည်းဆိုပါတယ်။စစ်မှုထမ်းပတ်စဉ်15အတွက်အသက်ပြည့်ပြီးအမျိုးသမီးတွေကိုစင့်ခေါ်စာရောက်နေပြီလို့သိရပါတယ်။အဲ့တော့ဒီသတင်းတွေကတော့ဒီကနေ့ညခင်းမှာထူးထူးခြားခြားနားသင်ရမယ့်သတင်းတွေဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးသတင်းကတော့ ဒီကနေ့ဇွန်လ18ရက်နေ့မှာကချင်းပြည်နယ်ဖားကံမြို့ကတိုက်ပွဲမှာဒီတိုက်ပွဲကတော့နေရာနှစ်နေရာမှာဖြစ်ပွားခဲ့တာလို့သိရပါဗျ။မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့အကြမ်းမတ်ဆရှုံးကောင်စီတပ်ကို KNPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတော့အကြမ်းမတ်ဆရှုံးကောင်စီတပ်ရဲ့တပ်မ33လက်အောက်ခံကန်စီဘျူဟာထိုင်စခန်းက G2 အဆင့်ရှိတဲ့ဘုံမူဖြိုးစော်တပ်နဲ့စစ်ခွေး20တကောင်တင်ဆောင်ခဲ့ကြောင်း ိရှိရတာပါဒါပြင်ဖားကန့်မော်ဝန်းလေးရွာဖះเจ้าမှာတက်ဆွဲထားတဲ့အကြမ်းမဲ့ဆေရှုံးကောင်စီတပ်သားတွေကိုလည်း GIN နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့တဲ့သေးတယ်လို့လည်းဆိုပါတယ်အဲ့ဒီတိုက်ပွဲမှာတော့တပ်မဟာမူးဗိုလ်မှူးချုပ်ဇော်လက်ဦးဆောင်နဲ့ဒီအကြမ်းမဲ့ဆေရှုံးကောင်စီတပ်စစ်ကြောင်းကမော်ဝန်းလေးကြီးပါကိုမကြသေးခင်ကမှစစ်ကြောင်းထုတ်ပြီးတော့ဝင်ရောက်တက်ဆွဲခဲ့တာဖြစ်ပါတယ်အဲ့လိုတက်ဆွဲပြီးတဲ့နောက်မှာအခုလိုတိုက်ပွဲတွေပြင်းထန်ခဲ့တာပါလက်တလုံးမှာတော့မော်ဝန်းလေးနဲ့ မောင်းကြီးမှာရှိတဲ့ပြည်သူတွေစစ်ဘေးတင်းရှောင်နေကြရတယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာဒါကတော့ပထမဆုံးတွေ့ရတဲ့ဖားကန့်ကချင်ပြည်နယ်ဘက်ကအားရစရာကောင်းတဲ့တိုက်ပွဲသတင်းကြောင်းရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ညနေခင်းသတင်းတုန်းကတိကျရတဲ့ဘကိုးတိုင်းအနောက်ချမ်းကသတင်းမှာလည်းအခုအဲအကြမ်းဆက်ရှုံးကောင်စီတပ်ဘက်ကတင်ဆုံးသွားတဲ့သူတွေကိုနာမည်တွေရာထူးတွေနဲ့တကွအပြည့်စုံသိရှိရပါပြီဒီသတင်းပြည်စုံကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပါဘကိုးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းဘေး စစ်ကွင်းတာစုံတိုက်ပွဲမှာဒါယာရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းနဲ့ဗိုလ်မှူးတဦးတည်ဆုံသွားတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်အဲ့တော့မနေ့ကဂျွန်လာ16ရက်နေ့ညနေ4နာရီချိန်လောက်မှာမင်းလာမြို့နယ်အုတ်တင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ရဲ့စစ်ကွင်းတာစုံစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲအတွင်းမှာတာယာရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း DSD ရဲ့ပတ်စဉ်9နဲ့ဥပုံမြွနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး DSD ရဲ့ပတ်စဉ်17တို့တင်ဆောင်သွားခဲ့ကြတာပါခင်ဗျာတိုက်ပွဲအတွင်းမှာတော့ဂျမဆက်ရှုံးကောက်စီတက်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်မျိုးဘက်မှရှိတဲ့မင်္ဂလာဆောင်ကပြန်လာတဲ့ပြည်သူ၃ဦးတင်ဆောင်ခဲ့ပြီးရုပ်အလောင်းတွေကိုလက်ရှိချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်အဲ့တော့ဒီပိုင်းနဲ့ထက်မှာပဲညနေ၄နာရီကျော်အချိန်လောက်မှာလဲမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းနဲ့ပဲခူးရိုးမှာဂျမရှိတဲ့နေရာနှစ်ခုမှာလဲ အကြမ်းမတ်ဆက်ရှုံးကောင်စီတက်တဲ့တော်လိုင်းတက်ဖွဲ့တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာနောက်ဆက်တွဲသတင်းတွေကိုကျွန်တော်တို့စောင့်ကြည့်ရမှာပါအဲတော့နောက်ထပ်သတင်းတစ်ပုဒ်ကိုသွားကြပါတယ်တစ်ဆက်ထဲမှာဘကိုးတိုင်းနောက်ချမ်းကသတင်းကိုပဲဆက်ပြီးတော့ပြောပြကြပါတယ်ဘကိုးတိုင်းနောက်ချမ်းတာယာရိခိုင်အတွင်းမှာရှိတဲ့အုပ်ဖို့မြို့နယ်မှာစစ်မှုထမ်းအကျုံးဝင်တဲ့အမျိုးသားတွေကိုစစ်ရှုံးကောင်စီတပ်သားတွေနဲ့ပြူစောထီတွေကနေအိမ်ထဲကိုထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးနေတယ်လို့သိရပါတယ် အဲ့လိုဖန်ဆီးမှုတွေကြောင့်လူငယ်တွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်ခင်ဗျာဖန်ဆီးကန်သူတွေကတော့လေးဦးကုန်းအိုတဲ့ကုန်းတင်းကုတ်ကြီးတောင်ကုန်းဒီအင်ဘုတ်ကုန်းကျေးရွာကပြည်သူတွေဖြစ်ပြီးတော့အခုဇွန်လဝက်အတွင်းမှာပဲ18ဦးရှိပြီလို့သိရပါတယ်စစ်မှုထမ်းကြီးဆိုပြီးတော့တောင်းတာကိုအုပ်ကြီးတွေစီပေးနေပါလျက်နဲ့မထရင်မထင်သလိုလုံနေကြတော့လူငယ်တွေလည်းအိမ်မှာမနေရကြတော့ပဲရှောင်းတိန်းနာတွေလုံနေကြတော့တာပေါ့လေးဦးကုန်းရွာဆိုရင်73ရောက်လောက်ထိပါသွားတယ်ဆိုပြီး အုပ်ဖို့ဒေသခံတို့ကလည်းအခြေအနေကိုပြောပြပါတယ်ခင်ဗျာအဲ့တော့ဇွန်လ14ရက်နေ့ညပိုင်းမှာလဲလေကုံကြေးရွာကိုစစ်တပ်နဲ့ပြည်စိုးရီတွေကစီးနှင်ပြီးတဲ့နောက်မှာဒေသခံလူငယ်73ဦးကိုနေနေတဲ့ထီဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဇွန်လ12ရက်နေ့ကလဲအင်ဘုတ်ကုန်းရွာကိုစီးနှင်ချိန်မှာထွက်မပြေးနိုင်မဲ့ကြံရိတ်ခဲ့တဲ့အသက်20ကျော်အရွယ်လူငယ်တအူးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ဒါကတော့နောင်လာမဲ့အခုပြန်ဆမဲ့စစ်မှုရေးအပစင်15အတွက် လူသစ်စုဆောင်းတဲ့အခါမှာမရမကကိုလိုက်ပြီးတော့စုဆောင်းနေတာဖြစ်ပါတယ်အဲ့တော့အသက်ပြည့်ပြီးတဲ့အမျိုးသားလူငယ်တွေမဟုတ်တော့ဘဲနဲ့အခုအမျိုးသမီးတွေဘက်ကပါမြားဦးလှဲ့လာတာကိုတွေ့မြင်ရပါတယ်မန္တလေးတိုင်းထဲမှာပါပြင်းလင်းမြို့မှာအသက်18နှစ်ပြည့်ပြီးသူအမျိုးသမီးတွေကိုဂျွန်လာ14ရက်နေ့ကစပြီးစစ်မှုထမ်းမှုစည်ရင်းကောက်ယူနေပြီးတချို့ကတော့ရက်ွက်ရုံးကိုလာဖို့လဲစင့်ခေါ်နေတယ်လို့ဒေတာရင်းသတင်းမြင့်တွေကပြောပြကြပါတယ်အမျိုးသမီးတွေကိုစစ်မှုထမ်းအပတ်စဉ်15ကစတင်ပြီးစစ်မှုထမ်းခိုင်းမှု အခုလိုစည်ရင်ကောက်နေတာဖြစ်နိုင်တယ်လို့သိရပြီးဂျွန်လာကွန်ပိုင်းမှာရက်ွက်ယုံတွေကိုလည်းအောက်ဖို့လဲစစ်ခေါ်စာရီနဲ့ခေါ်နေတာလို့သိရပါတယ်အမျိုးသားတွေပြီးတော့အမျိုးသမီးတွေပဲလှည့်တာထင်တယ်အသက်ပြည့်တဲ့သူအကုန်စင့်ခေါ်တယ်လို့တော့ကြားတယ်ဒီလာကွန်ရက်ွက်ယုံကိုလာရမယ်ပြောတယ်စစ်မှုထမ်းဖို့လို့ရေးထားတယ်ဆိုပြီးအသက်35နှစ်အရွယ်ဒေသခံအမျိုးသမီးတို့ကချင်းနေကိုရှင်းပြပါတယ်စစ်ချုပ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကတော့အမျိုးသမီးတွေကိုစစ်မှုထမ်းဖို့ခေါ်ယူမှာမဟုတ်သေးဘူးလို့ပြောခဲ့ပေမဲ့ ဂျွန်လ14ရက်နေ့ကမြို့ပေါ်ရက်ကွက်တွေမှာအမျိုးသမီးတွေကိုစစ်မှုထမ်းမှုစာထုတ်ပြန်လာတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်ခင်ဗျာအသက်ပြည့်ပြီးသူအမျိုးသမီးတွေစစ်မှုထမ်းမှုစင်းစသွင်းမှုရက်ကွက်ယုံလာပေးဖို့ပြောတယ်စာရွက်လည်းပေးတယ်တချို့ကထွက်ပြေးမယ်ပြောတယ်အခုကတည်တည်ချာချာဘာမှမသိသေးဘူးယောက်ျားလေးတွေအကုန်လုံးမိခလေးတွေပဲလက်လာလာလာမသိဘူးဆိုပြီးနောက်ထပ်အသက်40ရွယ်ဒေသခံအမျိုးသမီးတူဦးကလည်းပြောပါတယ်ခင်ဗျာ ဆက်ရှုံးကောင်စီထိန်းချုပ်နယ်မြေပြည်ဦးလွင်မြို့မှာဆက်ရှုံးကောင်စီကလိုင်းစင်မဲ့ရင်အကြောင်းပြပြီးဆိုင်ငယ်စင်းနှင်းသူအမျိုးသားလူငယ်တွေကိုအဓိကပြစ်မှတ်ထားဖမ်းဆီးနေရကနေဂျွန်လာတွင်မှာအမျိုးသမီးတွေကိုပါအပတ်စဉ်၃၅အတွက်စစ်မှုထမ်းခိုင်းမှု ကြိုပြီးတော့ပြင်နေတာဖြစ်နိုင်တယ်လို့စုံစမ်းသိရှိရပါတယ်ခင်ဗျာဒါကတော့စစ်မှုထမ်းစင့်ခေါ်တဲ့ဖြစ်စဉ်ဒီမှာမြို့သမီးမိမငယ်လူငယ်တွေကိုပါထပ်ပြီးတော့ပြစ်မှတ်ထားလာတဲ့ စရှုံးကောင်စီတက်ဖြစ်ပါတယ်အဲ့တော့စရှုံးကောင်စီတက်ကတော့သူ့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုရင်မိကလေးယောက်ျားလေးအတက်ရွယ်ငယ်သည်ကြီးသည် အသက်ပြည့်သည်အသက်လွန်သည်ဘာမှထားနိုင်မှာမဟုတ်ပါဘူးသူ့အတွက်လူသားအလုံးအရင်းနဲ့ရှေ့တန်းကိုပို့မယ်အဲ့တော့ဘလောက်ပဲတည်တည်ဒီငတိမာဖို့သူ့မာဖို့သူ့ရဲ့ထိုင်ကုန်ခိုင်မြဲဖို့သူ့ရဲ့ရည်မှန်းချက်တွေပြည့်မြောက်ဖို့အတွက်ပြည်သူရဲ့အသက်နဲ့ခြားနေမှာဖြစ်တဲ့အတွက် ြိုတင်ပြီးတော့ပြင်ဆင်ကြဖို့လိုပါတယ်လူငယ်တွေမပေါ်ရကြဘူးလိုပါတယ်နေဆက်ရတော်လိုင်းတာဝန်တွေကိုထမ်းဆောင်မလားအင်းဒီချင်းနိုင်ငံတွေမှာဒိတ်ဆောင်ကြမလားဘလို့ပဲဖြစ်ဖြစ်နီလန်းနေရှာဖွေဖို့လိုပါတယ်စစ်ရှုံးကောင်စီလက်ထဲကိုကြားရောက်သွားပြီဆိုရင်တော့သိကြပါတယ်တင်တန်းနေပြီးတဲ့အခါရှေ့တန်းကိုအပုတ်ခံရမှာတော့မလွဲမသွေဖြစ်ပါတယ်အဲ့တော့နိုင်ငံတကာသတင်းတွေဘက်ကိုကျွန်တော်တို့ဆက်ပြီးတော့သွားရအောင်ပါအဲ့တော့အီရန်နဲ့အစ္စရေးရဲ့ပြစ်ခတ်မှုတွေကလည်း9ရက်တာကာလလောက်ကိုရောက်ရှိလာပါပြီအဲ့တော့ အခြေအနေတွေဘာတွေထူလဲဆိုတာကိုကြည့်အောင်ပါအီရန်စစ်တပ်ရဲ့အကြီးအကဲတမှုတူအုပ်ကိုညတော်ကတိုက်ခိုက်မှုတွေမှာတတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်အီရန်မျိုးတော်တဟီရန်ကိုညတော်ကပြစ်လုခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုမှာရီယန်စစ်တပ်တမှုအလီရှမန်ဒီကိုတတ်ခဲ့တာလို့ဆိုပါတယ်ခင်ဗျာရှမန်ဒီဟာအီရန်စီယုံချုပ်အကြီးအကဲဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှတာဝန်ယူတာဖြစ်ပါတယ်အီရန်ဒေါ်လာရေးစောင့်တဲ့ IRGC နဲ့ပုံမှန်အီရန်စစ်တပ်တို့ကိုညှိကွ အဖြစ်နဲ့တာဝန်ယူတာလည်းဖြစ်ပါတယ်။သူဟာအရှိကခေါင်းဆောင်ဒီဂိုလာမာလီရှာရက်ဒီပြီးခဲ့တဲ့တပတ်မှာအစ်စရီတိုက်ခိုက်မှုကြောင့်သေဆုံးပြီးတဲ့နောက်မှာအခုတာဝန်ကိုစယူခဲ့တာဖြစ်ပါတယ်။အဲဘိကန်သမားဒေါနယ်ထရန့်ကတော့အီရန်နဲ့အစ်စရီဂျာကအပြည့်ရတာထပ်ပိုကောင်းတဲ့အဖြစ်တစ်ခုကိုရဖို့သူမျှော်လင့်နေပြီးပြိပခါကိုတကယ်အဆုံးသတ်စေချင်ပြီလို့လည်းပြောလာပါတယ်ခင်ဗျာ။ အီရန်နိုင်ငံကမြောက်နျူကလ িয়ার တန့်စင်ဆက်ရုံမှာရှိတဲ့ရေနီယံတန့်စင်ဆက်တွေဟာတောက်ကြနေတော့အစ္စရေးတိုက်ခိုက်မှုအတွင်းအကုန်လုံးမဟုတ်ရင်တော့တော်များများပျက်စီးခဲ့တယ်လို့ကမ္ဘာလုံးဆိုင်ရာနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့က BBC ကိုပြောဆိုထားတဲ့သတင်းအရသိရပါတယ်။နိုင်ငံတကာနှိပ်ပြဆွေးရေးအေဂျင်စီ IAEA ရဲ့အကြီးအကဲ Rafael Grossi ကဒီတိုက်ခိုက်မှုကြောင့်ဒီဓာတ်အပြတ်တာဖြစ်ခဲ့ပြီးနျူကလ িয়ার ဆက်ရုံနဲ့မြေပေါ်အပိုင်းဟာလုံးဝပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။ ရေနီယံတန့်စင်ပြီးတဲ့စက်တွေကိုဒိုင်းရိုက်ထိတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီစက်တွေကိုတူလောင်ထားတဲ့မြောက်ခမ်းမှတစ်ခုလုံးပျက်စီးသွားခဲ့တာမရှိပေမဲ့အပျက်စီးဖြစ်ခဲ့တာကတော့သိရတယ်လို့သူကပြောပါတယ်။ဒီ Isofrena ဒီ nuclear စက်ရုံမှာလဲအဆောက်အုံ၄ခုစလုံးပျက်စီးခဲ့ပေမဲ့ Fordo မြောက် nuclear စက်ရုံမှာတော့မြင်လောက်တဲ့အပျက်စီးမျိုးတွေမတွေ့ရဘူးလို့သူကဆက်ပြီးတော့ပြောပါတယ်ခင်ဗျာ။ဒါကတော့ Iran Israel တိုက်ခိုက်မှုတွေတွင်ကထူးထူးခြားခြားတွေ့ရတဲ့အချက်လက်တွေဖြစ်ပါတယ်။ ဲ့တော့ဒါတွေကတော့ကျွန်တော်တို့ဒီကနေ့မှာညာပိုင်းတွေ့မြင်ရတဲ့သတင်းထူးတွေကိုစုစည်းပြီးတော့တင်ဆက်ပေးခဲ့တာပါအဲ့တော့ဒီရက်တွေမှာပြည်သူလူထုလှုပ်ရှားနေရတဲ့လှုပ်ရှားမှုတခုရှိပါတယ်ဒါကတော့အလုံးသိကြပြီးဖြစ်တဲ့အတိုင်းနိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်မေတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာ Greenit စံချိန်တင်ဖို့ကမ္ဘာမှတ်တမ်းစံချိန်တင်ဖို့အတွက်မွေးနေ့ဆုတောင်း ရုတ်တံဖိုင်တွေပေးပို့နေကြတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အခုတောက်လျှောက်ကျွန်တော်ရှိကိုလည်းပေးပို့နေကြတဲ့ပြည်သူတွေရှိပါတယ်။ယာနဲ့ချီပြီးတော့ရှိနေပါပြီ။ကျွန်တော်စူးစိပြီးတော့ green နဲ့စံချိန်တင်မဲ့မှတ်တမ်းတွင်းနယ်စီကိုပေးပို့နေပါတယ်။အဲ့တော့အဲဒီ၈တောင်းပေါ့နော်ရုတ်တံဖိုင်ပေါင်း၈၀ပေးပို့ရမှာအခု6000 9000နီးပါးလောက်ကိုကတ်လာပါပြီတဖြည်းဖြည်းနဲ့ဒါကပြင့်ပြီးတော့มาဖြစ်ပါတယ်အဲ့တော့တချို့ကလည်းပြည်သူကျွန်တော်တို့ပြန်တွက်ကြည့်မယ်ဆိုရင်တန်း60နီးပါးလောက်ရှိတာဒီ8000လောက်ကိုစူးစီးတဲ့အခါမှာ တွန်းတွန်းတိုက်တိုက်ပြောနေရတယ်ဆိုပြီးတော့အပြစ်တင်ကြပါတယ်အပြစ်တင်ခြင်းကြပါတယ်အဲ့တော့အပြစ်တင်လို့လည်းမရပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့လူထုတွေကအခုချိန်မှာအင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒုက္ခတွေရှိတယ်နောက်တစ်ခါနီးပညာအဲပရမဒုက္ခကတော့အင်တာနက်ဖြတ်တောက်ခံထားရတာပေါ့အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေတာတွေကအများစုဖြစ်နေတဲ့အခါကျတော့လူထုကဒီသတင်းချက်လက်ကို green net စံချိန်တင်မယ်ဒီမှတ်တမ်းတင်မယ်ဆိုတဲ့ဟာကိုတော့သိချင်မှသိလိမ့်မယ်တချို့လူထုတွေကအဲ့တော့နောက်တစ်ခုကကျတော့လူထုတွေမှာအဲကျွန်တော်တို့ဒီ ဟိုနိပညာသုံးတဲ့အခက်ခဲတွေရှိတယ်ပေါ့ Facebook ကပို့ရမယ်ဒီ website တွေ link နေရနေလောက်ရမယ်ဆိုလို့ရှိရင်လူတို့မှာဒါတွေအတွက်အခက်ခဲရှိတယ်အခက်ခဲတွေလည်းတွေ့ရတယ်အဲ့တော့သေချာတာကတော့လူတို့တမ်းနဲ့ချီတဲ့လူတို့ရဲ့ယဉ်ထဲမှာအမေစုကိုအချုံတော်ကနေပြီးတော့လူမြောက်စေခြင်းနဲ့မွေးတွေမှာလည်းစုမကောင်းတောင်းပန်နေကြမယ်ဆိုတာကျွန်တော်တို့တန်တရားရှိသေးရမလို့ပါဘူးဒါကြောင့်မလို့အခု8000ကလည်းကျွန်တော်တို့တွန်းတွန်းတိုက်တိုက်နဲ့လုပ်နေတဲ့8000 Greenness တန်ချိန်ကလည်းမကြခင်မှာပြည့်သွားမှာပါမနေ့ပြန်တရက် ရှိပါသေးတယ်ဗရက်ပြန်တဲ့တပတ်ခါပေါ့နော်အဲတပတ်ခါအဲကျွန်တော်သတ်မှတ်ထားတဲ့ညအချိန်ကြညအချိန်ဗရဏာကြီးဆိုတဲ့ဟာအထိပေါ့တပတ်ခါအထိပို့လို့ရပါသေးတယ်ဒါကြောင့်မလို့ဒီသတင်းချက်လက်ကိုရတဲ့သူတွေကလည်းအဲတခြားသူတွေမပါဝင်နိုင်တဲ့သူတွေရဲ့ကိုစားရိုက်ပြီးတော့လည်းပို့လို့ရပါတယ်ကျွန်တော်တို့လည်းစည်ရင်ပေးသွင်းနေတယ်ဆိုတာကိုဒီမှာဒီညသတင်းတင်ဆက်မှုမှာထပ်ပြီးတော့အတိပေးပြောကြလိုက်တာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီး ဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွမြောက်ကြပါစေကြောင်းစွမ်းမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ် the sea. Say that's what I'll do with me. Chose a gentle me. Fairy on Zoom, a cat we base me. Call it goes it tell you at me. Sara Kuni Pema, Kaura let me. Yeah, you do it up, baby. That did this on me. Yendu Anna Junya, Timo Mikami. Yendu Nyane Fred, Yendu Yoji Dee. နိုင်ငံတော်ကိုသူစစ်ချမီ ောင်စုအတွက်အသက်သွေးပေးဆက်မြည်တာဝန်ကိုစီထမ်းရွယ်ကြမည်စာရာကူဤပေမှာထာဝရလက်တွေ့ညီရဲ့ရည်သွေးတော့ပြီးပြီးတတိသစာကြီးရန်သူအားလားယူမြခြေမုံမြင့်ခြင်းမြည်မြန်ပညာနဲ့ဆွဲဖြည့်စီမြည်ယုံကြည်သည်ပါမတိဒီလူကမွေး ပေးစတိကြပတိပြုသစ္စာတည်ဒီလူဘောင်းဒီစံသာပြရမည်နိုင်ငံတော်ကိုသူစစ်ချမည်